အားလုံးမင်္ဂလာပါ Yesport TV ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်။ဘာပေါ်မှာရှိတဲ့ဘောလုံးအသင်းတွေတိုင်းမှာတူညီရဲ့တမိုင်းကြောင့်တွေအများကြီးပဲရှိတယ်။ရေကန်မြေကန်ရောဒေသရောဘာသာစကားရောနိုင်ငံရောအကုန်လုံးတူနေတဲ့ကလပ်အသင်းရှိရယ်ပေါ့နော်။ဒါ AC နဲ့ Inter Milan အသင်းတို့ရဲ့နောက်ခံတမိုင်းပေါ့။ဆိုတော့ကျွန်တော်ကဒီနေ့မှဒီကလပ်အသင်းနှစ်သင်းရဲ့အကွဲပြေးဇာတ်လမ်းအကြောင်းကိုပြန်လည်ပြီးတော့မှပြပြပေးသွားမှာဖြစ်ပါတယ်။ ီးချိန်မှာ AC Milan နဲ့ Inter Milan အသင်းကတသင်းနဲ့ပေါင်းပြီးတော့ဘလုံးကစားမယ်ဆိုလို့ရှိရင် ဖြစ်နိုင်တယ်လို့ထင်လားဘယ်သူမှဖြစ်နိုင်မယ်လို့ထင်မှာမဟုတ်ဘူးဒါပေမဲ့တမိုင်းထဲမှာတကယ်ကိုဖြစ်ခဲ့ဦးတယ် AC Milan နဲ့ Inter Milan အသင်းကစပြီးတော့တီထောင်စဉ် ချိန်ကာလတုန်းကဒီနှစ်သင်းဟာတသင်းနဲ့ကန်ခဲ့တဲ့အသင်းတွေဖြစ်တယ်အဲ1899ခုနှစ်မှာ AC Milan ဆိုတဲ့နာမည်နဲ့ Bologna Club အသင်းကစပြီးတော့မှအီတလီနိုင်ငံမှာပေါ်ထွက်လာတယ်ပေါ်ထွက်လာတဲ့အချိန်ကာလကနေစပြီးတော့ဒါ Bologna ရုပ်ဝင်မှာပြောမယ်ဆိုလို့ရှိရင်တကယ်ကိုအင်အားကြီး Club အသင်းတစ်ခုဖြစ်ခဲ့တယ်ဒါအီတလီအမှတ်ပေးချန်ပီယံဆိုကို1900ခုနှစ်ရဲ့1906ခုနှစ်ရဲ့1908ခုနှစ်ရဲ့စတင်တည်ထောင်ပြီးဆယ်နှစ်မပြည့်ခင်အတော်အတွင်းမှာပဲအမှတ်ပေးချန်ပီယံ၃ချိန်ဇက်တိုက်ပြီးပါဦးရယူနိုင်ခဲ့တယ်ဆိုတော့ဒီလိုမျိုး အောင်မြင်မှုတွေအများကြီးနဲ့ AC Milan အသင်းရဲ့အရှိန်အဟုန်ကခက်မြင့်မြင့်နဲ့ပဲစတင်နိုင်ခဲ့တယ်။ဒါပေမဲ့အသင်းအသင်းကဟိုအရန်ကြီးအောင်မြင်သွားတဲ့အချိန်မှာဒီလိုမျိုးအကွဲပြဲဇာတ်လမ်းတစ်ပုဒ်ကစတင်ပြီးတော့ပေါ်ပေါက်လာတယ်ပေါ့။အဲ့ဒီအချိန်မှာတော့အီတလီအစိုးရကဘယ်လိုမျိုးကန့်သတ်မှုတွေလုပ်ခဲ့လဲဆိုတော့သူတို့အီတလီနိုင်ငံကအီတလီနိုင်ငံသားကစားသမားတွေနဲ့ပဲကစားခွင့်ပေးမယ်ဆိုပြီးတော့ အဲကန့်သတ်မှုတွေစပြီးတော့ထုတ်တယ်ဒီလိုမျိုးကန့်သတ်မှုတွေထုတ်တဲ့အချိန်မှာပဲကလပ်အသင်းရဲ့ထိပ်ပိုင်းတာဝန်ရှိတဲ့သူတွေကြားထဲမှာဖွဲ့နှဖွဲ့ပွဲသွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာပဲအင်တာမီလန်ဆိုတဲ့အသင်းကစတင်ပြီးတော့မှပေါ်ပေါက်လာတယ်အင်တာမီလန်ရဲ့နာမည်အရှိရောက်ကအင်တာနီဇီယန်နဲ့မီလန်တို့ဆိုပြီးတော့ဒါအီတလီလူဆိုရင်အဓိပ္ပာယ်ရတယ်။အဲအဓိပ္ပာယ်ကတော့ဒါ International မီလန်ပေါ့ဗျာ။နိုင်ငံတကာကကစားသမားတွေကို လာပြီးတော့ကစားလို့ရတယ်ဆိုတော့ဟာကိုဖော်ပြခြင်းတဲ့အတွက်ကြောင့်မလို့အင်တာမီလန်ဆိုတာစပြီးတော့မှပေါ်ပေါက်လာတယ်။1998ခုနှစ်မှာ AC မီလန်နဲ့အင်တာမီလန်ဆိုပြီးတော့မီလန်မြို့ကန်နှစ်သင်းလုံးဝမှကို꿰ထွက်သွားတယ်။ဥရောပမှာဆိုလို့ရှိရင်မီလန်ဒါဘီကအရန်ကိုကြည့်လို့ကောင်းတဲ့ဒါဘီတစ်ခုဖြစ်တယ်။ဒီလိုမျိုးပဲမီလန်ဒါဘီလို့ပြောလိုက်တယ်ဆိုတာနဲ့ကျွန်တော်တို့အားလုံးပြင်းမြင်မိကြတဲ့အရာတစ်ခုရှိရဲ့။အဲ့ဒါကဘာလဲဆိုတော့ဒီမီလန်မြို့ကန်နှစ်သင်းလုံးကအိမ်ကွင်းဖြစ်တဲ့အသုံးပြုကြတဲ့ဆိုင်စီကိုတွင်ကြီးဒီတွင်ကြီးကတော့တကယ်ကိုခန်းထားပြီးတော့စောက်ထားတဲ့ဘီတုကလက်ရာတွေကလည်းအရန်ကိုခန်းထားလှပလွန်းတယ် ယ်။ဒါဆန်စီယိုကွင်းကိုစပြီးတော့စောက်ခဲ့တာကတော့ဒါ AC မီလန်အသင်းပေါ့နော်။1925ခုနှစ်မှာစတင်ပြီးတော့မှတည်ဆောက်ခဲ့တယ်။ဒါကွင်းဖွင့်ပွဲကိုလည်း AC မီလန်အသင်းနဲ့ Inter မီလန်အသင်းတို့ရဲ့ချစ်ကြည်ရေးခြေစမ်းပွဲအနေနဲ့စတင်ပြီးတော့မှဖွင့်လှစ်ခဲ့တယ်။အစကတော့ဒါ AC မီလန်အသင်းတစ်သင်းတည်းကပဲအိမ်ကွင်းဖြစ်နေအသုံးပြုခဲ့တယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ဒါ Inter မီလန်အသင်းကလည်းအိမ်ကွင်းဖြစ်နေတိုက်လိုက်ပြီးတော့မှအသုံးပြုခဲ့တယ်ပေါ့။လက်ရှိအချိန်မှာဆိုလို့ရှိရင်ဒါမီလန်မြို့ကန်နှစ်သင်းလုံးကဆန်စီယိုကိုအိမ်ကွင်းဖြစ်နေအသုံးပြုနေကြတယ်။ဂျားထဲမှာကွင်းတက်ဆောက်ဖို့အတွက်ဟိုရည်ရွယ်ချက် က်တွေရီမန်းချက်တွေဟိုနှစ်သိန်းလုံးစီမှာအဲထားရှိခဲ့ကြပူလာမျိုးတွေရှိရဲ့ဒါပေမဲ့ဒီကိစ္စကအကောင့်ထဲမပေါ်လာဘူးပေါ့နော်ဘာလို့အကောင့်ထဲမပေါ်လာလဲဆိုလို့ရှိရင်ကုန်မဲ့ဈေးကြီးစကားကလည်းအရန်များတယ်ဆန်စီယိုကွင်းကြီးကိုပဲ share ပြီးတော့သုံးနေတဲ့အတွက်ကြောင့်မလို့ဒါမြက်ခင်းကိုပြုပြင်ထိန်းသိမ်းတဲ့ဈေးကြီးတွေရှားကုန်ပေါက်တွေကိုအများကြီးကိုတသိန်းမျှခံရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘန်နာရေးချီနေရဆိုလို့ရှိရင်ဒီကလပ်သင်းနှစ်သိန်းရဲ့ရေရှည်ရည်တည်နိုင်မှုအတွက်ပို့ပြီးတော့ အဆင်ပြေနိုင်တယ်ပေါ့ AC Milan နဲ့ Inter Milan အသင်းဆိုတာကဟိုတမိုင်းရောက်ရလဲခံစားကြသလိုအများကြီးဆက်သွယ်ထားတဲ့အချက်တွေလည်းအများကြီးရှိတယ် AC Milan ရော Inter Milan မှာရောကစားဘူးရဲ့ပေါ့နော်ဒါနာမည်ကျော်ကစားသမားတွေအများကြီးအများကြီးရှိတယ်အဲ့ထဲကမှတကယ်ကို iconic အဖြစ်ဆုံးကစားသမားတွေ Giuseppe Meazza တို့ Zlatan Ibrahimovic တို့ Ronaldo Nazario တို့ Pirlo တို့ Seedorf တို့ဒါ Roberto Baggio တို့ပေါ့နော်ဒီလိုမျိုးကစားသမားတွေဆိုလို့ရှိရင်တကယ်ကိုဒါ iconic အဖြစ်ဆုံးကစားသမားတွေပဲဒီအဲ့ထဲကမှဒါ Giuseppe Meazza ဆိုလို့ရှိရင်ဒါ Inter Milan အသင်းရဲ့ ာဝရကုသွင်းအများဆုံးကစားသမားဖြစ်တယ် သူ့ရဲ့နာမည်ကိုဒါဆွဲပြူပြီးတော့မှဆန်စီကိုဝင်းကြီးကိုတော့မှဝီဇော်ဘီမေယာစတေဒီယံဆိုပြီးတော့ပြောင်းလဲခေါ်ဝေါ်တာမျိုးတွေထီတော့မှရှိတယ်ဒီနေ့ပြပြပြီးခဲ့တဲ့အကြောင်းအရာကကြတော့ဒါ AC Milan နဲ့ Inter Milan အသင်းတို့ရဲ့ဒါတူညီရဲ့တမိုင်းကြောင်းနောက်ခံနဲ့အဲဒါဖြစ်ပေါ်လာတဲ့ဒါအကွဲပြဲဇက်လန်ပေါ့ဗျာအဲဆိုတော့ဒီအကြောင်းအရာတွေကိုကျွန်တော်ကဒီနေ့မှပြည့်ပြည့်စုံစုံပြပြပြီးသွားတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခေါက်ဒီမှာလည်းဒီလိုမျိုးပဲဘလုံးလောကတွေကလူစိတ်ဝင်စားဖို့ကောင်းရောက်တဲ့အကြောင်းအရာတွေကိုပြန်လည်တိဆက်ပြီးသွားအောင်မှာဖြစ်လို့ဆက်မြောက်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်